အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ဒီနေ့မြမရွှေစင်းငွေစည်းတွေကညနေမှာပုံမှန်ပေါင်စည်းတိုင်းပဲရှိနေပါသေးတယ်။ဒီနေ့ကနေရက်နေ့9လပိုင်း2020နဲ့9ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:50မိနစ်ရှိနေပါပြီ။မြမရွှေက15ပဲရေကြက်သားကို69ဒိန်းနဲ့မှ6တောင်း16ပဲရေကြက်သားကိုဆိုင်ကရောင်းတဲ့ဈေးက80နဲ့မှ4ဒိန်း၊ဆိုင်ကလက်ခံတဲ့ဈေးက83ဒိန်းနဲ့မှ2တောင်း။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြမချက်ငွေစည်းနှုန်းတွေရတဲ့ဒေါ်လာကိုမြမချက်ငွေဆိုင်ကရောင်းတဲ့ဈေးက4400၊ဆိုင်ကလက်ခံတဲ့ဈေးက4350၊ယူရိုငွေတရူ ကိုမြန်မာကျပ်ငွေ4,490စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်က0.390ဆိုင်ကလက်ခံတဲ့ဈေးက3,340 တရုတ်ငွေတရံကိုမြန်မာကျပ်ငွေ606ကျပ်။ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2820။ထိုင်းမနဲ့မြန်မာကျပ်ငွေစိန်းလုံးတွေကပက်ပေးကျပ်ယူသမားတွေကပက်ငွေ990ကိုမြန်မာကျပ်ငွေတစ်သိန်း။ဂျပန်ပေးပဲယူသမားတွေကဂျပန်သိန်းကိုပက်ငွေ955ပက်။ဂျပန်ငွေ3369ဒသမ2ခွင်ကိုမြန်မာကျပ်ငွေတစ်သိန်း။မလေးငွေ68ဒသမ5နှစ်ကိုမြန်မာကျပ်ငွေတစ်သိန်း။ကိုရီးယားငွေ3320ဒသမ59ကိုမြန်မာကျပ်ငွေတစ်သိန်း။အိန္ဒိယငွေ1920ဒသမ86ကိုမြန်မာကျပ်ငွေတစ်သိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေစည်းတွေကနေရာဒေသလိုက်စိန်းလုံးပြောင်းလဲမှုရှိနိုင်သလိုရင်းနှုန်းနှိမ့်ငွေကွာခြားမှုလည်းရှိနိုင် ုင်ပါတယ်မိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှာပဲငွေလဲလဲလုကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်အားလုံးမဲ့စိတ်ကျင်သာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ရဲ့ကိလိုဘေးရှင်နိုင်ကြပါစေ